ဘာမှမဖြစ်ဘူးညီမအေးစစ်စစ်ပဲဟုတ်ကျိုးဆိုညီမအနားလာပြီးနေတဲ့ညီမလေးဝေဖန်တိုက်ခိုင်းဝင်လေဂိမ်းဆိုင်နေတော့တဲ့ပြောတယ်ပြီးလို့ရှိရင်တို့တော့သူတို့ပြန်ပြောပါအော်နင်ကဂိမ်းဆိုင်တာလည်းမဟုတ်ပါဘူးတင်းနေစီတဲ့ထီညီမဆိုတော့ပဲလုပ်နေမှာအလမဲကြတော့ညီမရဲ့အိမ်မက်တစ်ခုဟာညီမတို့အရွယ်ကောင်းလို့လေးပဲညီမတို့မှလောက်ခွင့်ရှိတာလေအဲဝစ်ဆောင်ကလည်းဈေးကြီးတယ်ထမင်းတစ်ခွင်းနဲ့သိန်း30ကျော်ကိုလည်းခုမှဝတ်ခူးတာ ကဲညီမအရင်တော့နေ့ကအရန်လုတ်ပြချင်တဲ့အရာတခု Miss Universe မြန်မာစီမင်းထက်ကြီးပေါ်မှာညီမတောင်းဝထားရတဲ့မြန်မာအမှုပညာတခုနဲ့အတူရှေ့မှုပြတ်တဲ့မျိုးသမီးတယောက်ရဲ့ဟန်ပန်အသွင်နဲ့အကောင်းဆုံးရှင်ပြိုင်ခဲ့ရလို့အရင်မဲဝမ်းသာပြီးလေးရှေ့ရပါတယ်အာဒီနေ့ဝေရတဲ့ဝတ်စုံလေးကြတော့ဒါဒီဇိုင်နာကိုမိုးသက်တာကိုမိုးသက်တာချုံထားပေးပြီးတော့ဒါသီရိသစ္စာပိုးနေရပါတော့အာဝတ်စုံကလည်းဈေးကြီးရယ်ထမင်တခွင်းနဲ့30ကျော်ကိုလည်းခုမှဝတ်ခူးတာအဲ့လိုဆိုတော့ဆင်မမရှောက်တဲ့အခါ ဟိုခမိန်များကွဲသွားမလားပေါ့နော်ကိုကဟိုချော်လဲပြီးတော့ခမိန်လေးပါလိမ့်များလို့အရှိကဟသွားမလားကွဲသွားမလားဆိုတော့ဒီဟဟာပြီးချောက်လေးပါလိမ့်များပေါ်သွားမလားဟောဆိုဟိုအရှိခေကအမျိုးသမီးတွေကအရန်ကိုဒါတိမ်မွေ့ပြီးရှောက်ချောက်ကြီးကြရတယ်လေနော်အဲ့လိုဆိုတော့ကိုကသတိထားပြီးရှောက်ရတယ်နောက်ပြီးတော့ဒီ OCD ရဲ့ခါမှာလည်းညီမကကွက်လေးနည်းနည်းဘလိုလေးလိုလေးထည့်တယ်လေအဲ့လိုဆိုတော့အဆင်မပြေမှတော့ဆိုးတာပေါ့အမေအကောင်းဆုံးလုပ်ရနိုင်ခဲ့ပါတယ်ဟုတ် ဘာမှမဖြစ်ဘူးညီမအေးစစ်စစ်ပဲအချို့ဆိုညီမအနားလာပြီးနှစ်သိမ့်တယ်ညီမလေးဝေဖန်တိုက်ခိုင်းဝင်လေဂိမ်းမဆိုင်နဲ့နော်တဲ့ပြောတယ်ပြီးလို့ရှိရင်တို့တို့ပြင်ပြောပါအော်နင်ကဂိမ်းဆိုင်တာလည်းမဟုတ်ပါဘူးနည်းဂိမ်းမဆိုင်တာမဟုတ်ဘူးခင်ကစိတ်ထဲမှာဘလို့မှမထားတာအော်ပြောပါစေရတယ်ဘာမှဖြစ်ဘူးအဲ့လိုတီးခံလို့လည်းအခုဖြည်းဖြည်းနဲ့အချစ်ခံလိုက်ရပြီလေဟုတ်ကဲ့ရှင်အာအရမဲဝမ်းတာတယ်ညီမကိုရင်ကလည်းဒီပြိုင်ပွဲစပြိုင်တော့လေညီမအိုးစီဟိုဒါ ညီမတို့ OC တို့ဘိုးဘတ်တို့ညီမဆိုင်းဝိုင်းတို့ဒီဘုံလေးအကုန်လုံးကလေအဲနွားတီရီနဲ့ပဲကြက်ကြတာနွားတီရီနဲ့ပဲကြက်တော့ဒါ CD gift ပြီးတော့ Miss Universe မြန်မာပြီးမှာလေလံတင်တော့ညီမလက်ဆောင်ပေးထားတဲ့ OC ဘုံလေးပြတော့ OC ကျိုးကအစုတ်ကြီးရယ်မဟုတ်ဘူးဒါညီမလက်မှုပညာဆိုတာဒီနွားတီရီဆိုတာကဟိုနေကြောက်လန်းရတယ်ပြီးရင်အဲ့ဒီဟိုတရေကအမွှေးကြီးချွတ်ရတယ်ပြီးတော့မှတေချာလိဖြတ်ပြီးတော့ညီမတို့အစင်းစင်းဒီဟိုလိုချင်တဲ့အရာကိုတစ်စိတ်တစ်ပိုင်းအနေအထားနေ လောက်ရတာပေါ့နော်အဲ့လိုဆိုတော့ညီမတင်ထားတဲ့ post လေးလိုပဲညီမတို့အားလုံးကဒီတိုင်းတစ်ပါးကမေးလာရင်တော့မှဒါပါဒူရီရလဲလို့မေးလို့ရှိရင်လူတိုင်းကတော့ဖြေတတ်နိုင်ရမယ်လေနော်အဲ့တော့တချို့ကြလည်းဒါအိုးစီလားဒိုးပတ်လားရှိကြတာဒါဘာကြီးလဲဆိုရင်မေးတော့အော်ညီမလေးမောင်လေးဒါအိုးစီပါညီမလည်းဆရာမိုင်မဟုတ်ပါဘူးဒါကိုလည်းထိမ့်သိမ့်နေတီးတက်တယ်ကောင်းမွန်နားတယ်ကိုကတော့အစိုးပိုင်းကိုပို့ပြီးအာသနာပေါ့နော်ဒါပေမဲ့ဆေမမချင်းဆိုလို့မရဘူးလေဆိုတော့ဒါတီးပြရတာ ်ဟာကိုချီတာဗောစိတ်ဖိမှုစိတ်ဖိစီမှုကကိုယ့်ကိုအနေနေတာကဒီတိုင်းလေးအဆင်ပြေတယ်ဒါပေမဲ့အဲ life တခုကနေတခုကိုချိန်လိုက်တဲ့အခါမှာ transformation ကောင်းဖို့လိုတာပေါ့နော်အကယ်၍ညီမသာဒီနေ့ဒီချိန်ဒီ transformation မကောင်းခဲ့ဘူးဆိုလို့ရှိရင်ပြိတ္တတွေကညီမကိုအခုလိုရောလက်ခံကြပါမလားဘယ်လိုဆိုတော့အားရမကိုကအမားမခံဘူးဘယ်ရမဆို national costume ကိုလည်းညီမကဒါကိုချုပ်ပေးထားတဲ့ designer တွေလုပ်ပေးထားတဲ့သူတွေစိတ်မပြတ်လဲရစိတ်မပြတ်ရလေအောင်ဆိုမှအကောင်းဆုံးလုပ်ပြတာအဲကိုစိတ်နဲ့ကိုကဘာမှတော့မမျှော်မှန်းထားဘူး အဓိကမျောမထားရင်မညီမမလျှော့ဘူးเนาะ TikTok မှာလည်းတင်နေ Facebook မှာလည်းတင်နေညီမ OC ဘယ်လိုကျင့်လဲညီမဆရာအားရရကိုဆရာသမီးကိုတင်ပေးပါအောင်ဆရာလောက်ပါအောင် OC မှာဆိုလည်းပတ်စာကတ်ရတာမခဲရင်ပါအောင်ဒါမဲ့တက်တက်နဲ့ကိုပတ်စာတစ်ခါပဲကတ်ဘူးသေးတယ်ပုံမှန်ဆိုရင်ကိုဆရာတွေကလိုက်လာပြီးအဲသမီးဆရာလောက်ပေးမယ်ပေါ့အခုကတော့ကိုကကိုကတ်ပြီးကိုကကိုတီးပေါ့เนาะအဆိုတော့နေအလှမယ်အလှမယ်ပြီးသွားရင်เนาะညီမအဆိုတော့ပဲလောက်မှာအဆိုတော့ကျတော့ညီမညီမအသက်80ထိနေရမလား80ထိနေရမလား60ထိနေရမလားပုံပုံပြောမယ်30ထိပဲနေရအောင်မလားအဲ့ သင်နေစီးတဲ့ထင်ညီမဆိုတော့ပဲလုပ်နေမှာအလမဲကြတော့ညီမရဲ့အိမ်မက်တစ်ခုဟာညီမတို့အရွယ်ကောင်းလို့လေးပဲညီမတို့မှာလောက်ခွင့်ရှိတာလေ။အော်ညီမသာအကယ်၍အသက်တခုရသွားလို့ရှိရင်လေကိုကဟိုဒီဒီလောက်လေးကြည်ကောင်းနေအောင်မှသူများတကာတွေကအသက်ကြီးတိုင်းလှတယ်ဆိုပေမဲ့ကိုကအသက်ကြီးရင်လှချင်မှလှမှာလေ။အဲပေါ့ဆိုကို့မှာရုံးကန်ရတဲ့အရာရှိရဲ့ကိုတယောက်ပဲကို့ဘဝကိုလုပ်နေရတာဆိုတော့ မမေလည်းကျမ်းမာရေးလေးဟိုနည်းနည်းလေးအဆင်ပြေတော့ပေါ့နော်ကျမ်းမာရေးလေးကောင်းတော့လုံးဝအကောင်းကြီးလို့မမေနေလို့ရသေးတယ်အဲ့တော့ဘာလို့ဆိုတော့ဒီ6လောက်ကလည်းစတီယိုထည့်ထားတာဆိုတော့အာမမေကိုလည်းအရင်ကြီး pressure မပေးချင်ဘူးအားကြောင့်မမေခဏနားလိုက်ပါအောင်တမီးကိုဒါလေးပေးလို့တမီးကိုဒီတစ်နှစ်အရင်ပေးလို့နောက်နှစ်တွေတော့မသိသေးဘူးပေါ့နော်အဲ့လိုဆိုတော့မမေကိုလည်းခွင့်တောင်းဘာဖြစ်အပေါ်ကအမေကိုလည်းခွေအိမ်မှာတရားထည့်ပစ်ထားရတာလေအဲ့လိုဆိုတော့ဒါကိုယ့်ဘက်ကလည်း တခုလုံမဲ့လောက်တော့တေချာအောင်ခိုင်မာအောင်လုပ်အောင်မှအဲ့တော့အရွယ်လေးခြိတုံးလေးအကုန်ငယ်တုံးလေးမှာကိုယ့်အိမ်မှာကိုကောင်းထည့်ဖော်ချင်ရုံမှာပဲရှိတယ်။ညီမဘဝရဲ့ပြည်စုံမှုကတော့ညီမဘယ်ရမဆိုအကောင်းဆုံးလုပ်နေတာတွေပဲ။ဥမာညီမဒီ Miss Universe ပြိုင်မယ်။အဲတချို့ကြတော့စလာပြိုင်တဲ့အခါကျတော့ပေါ်ပင်းဖြစ်ချင်လို့ထပ်ပြီးနာမည်ကြီးချင်လို့ဒါ လူဆိုတော့ပြောမှာပဲခင်စိတ်မဆိုးဘူးဒါပေမဲ့နောက်ပိုင်းကျတော့တကယ်စူးစမ်းလာတဲ့အခါကျတော့အော်သူဒီလိုမဟုတ်ဘူးအဲ့တော့ငါတို့လက်ခံပေးတယ်ဆိုတော့အရာလေးကြီးလည်းခင်မင်းကတော့ဝမ်းသာတယ်ဟုတ်ကဲ့ညီမဆလာတဲ့ညီမအတွေ့ရရိုးရှင်းပြီးသား National Costume ဆိုတဲ့ကမြို့နယ်လိုက်မြို့နယ်လိုက်မှာသူတို့ရဲ့ရာဇဝင်တွေရှိကြတယ်အဲ့တော့တို့ရာဇဝင်တွေကိုတို့ကအကောင်းဆုံးပုံဖော်ဖန်တီးမှာပဲပုံဖော်ဖန်တီးမှာပဲဖြစ်တော့ညီမကကြတော့အော်ဒါတို့ကတော့တို့တက်နိုင်တဲ့အရာအနေနဲ့အကောင်းဆုံးလုပ်ကြမှာပဲငါရောမလုပ်နိုင်လေ အော်ငါ OC တီးမယ်ဟဲ့အဲ့တော့အဲ့ဒီတည်းညီမဒီဇိုင်နာကိုမိုးထက်တာတော့ပြောတယ်အကိုညီမ national costume ကို OC တီးရင်လေအဝတ်စားကတော့ညီမရှေ့ခေတ်အမျိုးသမီးတယောက်လိုပဲဝတ်ရှင်တယ်ဒါကတော့ဒီဇိုင်းကတော့အကိုပဲဆွဲတာပေါ့နော်ညီမကဝတ်ရှင်တာလေးပဲပြောလိုက်တာအဲ့တော့အကိုက okay ဟုတ်ပြီညီမအကိုတို့ဒီလိုကိုတို့ဒီလိုလောက်ကြမယ်အဲ့ဒီတည်းရိုးရှင်းသွားတယ်ဆိုပေမဲ့အမေတကွေးနဲ့30 30ကျော်တယ်ဒီဘာမှမဖြစ်ဘူးအဝတ်ဖူပါပြီအကိုကကိုယ်ဆိုလို့ရှင်လေ အကိုရေးချုပ်မယ်ပြောလို့ရှိရင်ချုပ်ခါလဲဈေးကြီးတယ်လေအခုဆိုရင်ညီမတို့ထပ်ပြီးအားဆိုင်ရမှာက prelim ရှိမယ်နောက်ပြီးတော့ final အဲနောက်ပြီးတော့ close door interview ကလည်းဒါအရေးပါရရောက်တဲ့အရာပဲဆိုတော့အဓိကအားဆိုင်ရမှာတော့ prelim ပြီးတော့ final ဒီခုစလုံးကအမှတ်ပြပေးမယ်အမှတ်ပြပေးမယ်အရာမျိုးဆိုတော့ကိုကအမှတ်ပြရနိုင်အောင်ကြိုးစားရမယ်အဲအမှတော့ညီမရဲ့ cut walk brain mind အဲ့ဒီမှာပုံပြီးအေးပါတာပေါ့နော်အဲ့ဒီအရာတွေလည်းဒီမှာအကောင်းဆုံးကြွေတင်ပြင်ဆင်ထားပါတယ်ရှင်ဒါရမဆိုအကောင်းဆုံးလုပ်ရမှာပေါ့